ျွန်တော်တို့ဒီနေ့တွေ့တယ်ကျွန်တော်တို့ညီတော်ဟုတ်လားဘယ်မှာငလျင်လောက်ပြီးတော့ဘလိုတွေတိုက်နေပြီးပြီးဆုံးသွားတယ်ဒါပေမဲ့ကျွန်တော်တို့တို့ကြည့်ပြီးပါတာဝန်ကရဟာဒီလူတွေကတော့ဘလိုဖြစ်သွားတယ်ငါတို့ကဆိုဘလိုနေမလဲတွေးတယ်ကြောက်တယ်ဒါပေမဲ့တစ်ဖက်ကနေပါပြောလဲကံကောင်းနေငါတို့မပါသွားလို့မှန်ပါတယ်ဒါပေမဲ့တည်ခြင်းတရားဆိုတာကတော့တစ်နှစ်ရောက်ကိုရောက်လာမယ်အလောရှိမြတ်သခင်စီကိုတွားကိုတွားရမယ် ငလျင်ကိုအကြောင်းခံပြီးသွားရရင်လဲသွားရမယ်လေစင်နှမောင်းကိုအကြောင်းခံပြီးသွားရရင်လဲသွားရမယ်နော်ရေကြီးလို့ရေမြုပ်ပြီးတော့သွားရင်လဲသွားရမယ်ဘာမှအကြောင်းမရှိရင်လဲသွားရမယ်ကျွန်တော်တို့တို့ကိုတနာနေတယ်ဒါပေမဲ့တို့ရတဲ့ mouth ကအလုံးအမြဲတမ်းကန်ကောင်းနော်ကတ္တညမှာတောက်ပါတွေလှုပ်ပြီးတော့နောက်နေ့ရူဇာနဲ့ရမ်ဇန်လာထဲမှာနော်နောက်ဆုံး၁၀ရက်ထဲမှာဂျွမ်မာနမတ်ဖတ်နေရင်းနဲ့ ကျွန်တော်တို့ကတော့သူတို့ကြည့်ကိုသူတို့ကိုကြည့်ပြီးတနာနေတယ်သူတို့ကျွန်တော်တို့ကိုကြည့်ပြီးတနာနေတယ်ငါတို့ကတော့ဒီလိုမောက်ပြသွားတယ်နောက်လူတွေဘယ်လိုမောက်ပြမလဲမသိတနာဖို့ကောင်းတယ်ကျွန်တော်တို့ကဒီလိုသူတို့ကိုတနာနေသူတို့ကကျွန်တော်တို့ကိုတနာနေမှာအဲ့တော့ကျွန်တော်တို့တည်ခြင်းတရားဆိုတာတနည်းရောက်ကိုရောက်လာမယ်ရောက်လာတဲ့နေ့ကျရင်အဲ့ဒီခါကျရင်အလားစီကိုပျော်ပျော်ပပနဲ့ပျော်ပျော်ရှင်ရှင်နဲ့တွားကျင်နေဆိုရင်မိမိဘွားကိုရမဇန်မှာဘလို့ဖြတ်တန်းခဲ့လဲအဲ့လိုဖြတ်တန်းလိုက်ပါ ဒုနီယာကိုရောက်လာတဲ့အခါမှာခလေးကငိုပြီးရောက်လာဒုနီယာကကောင်းတယ်ဆိုရင်ဒီခလေးကရည်ပြီးရောက်လာမှာပေါ့ခလေးကငိုပြီးရောက်လာတဲ့အိမ်သူအိမ်သားတွေကရည်ပြီးကြိုဆိုခဲ့တယ်ခလေးကမငိုရင်ရိုက်ပြီးတော့ငိုခိုင်းတယ်ခလေးငိုတာကိုကြည့်ပြီးအားလုံးကရည်တယ်ပြောတယ်ငါတို့ရဲ့မိသားစုမှာလူတစ်ယောက်တိုးလာပြီ ဆိုပြီးတော့ပျော်ခဲ့တယ်။တနေ့ကျွန်တော်တို့မောက်တယောက်လာမယ်။အဲ့ဒီခါကျရင်မိသားစုကကျွန်တော်တို့ကိုငုံငုံပြီးနှုတ်ဆက်လိုက်မယ်။အဲ့ဒီခါကျရင်ကျွန်တော်တို့ပြုံးပြုံးနေတဲ့အလတ်စီကိုပြန်သွားနိုင်ဖို့ပြင်ဆင်ရမယ်။ဒုနီယာမှာကျွန်တော်တို့ကတော့တအိမ်လုံးអော်ပြီးငုံနေတဲ့အဖေဆုံးသွားပြီးအကိုဆုံးသွားပြီးယောက်ျားဆုံးသွားပြီးသားဆုံးသွားပြီးမယွတ်ကိုကြည့်တာသူကမငုံဘူး။သူကပြုံးလျက်ပဲ။သူကပြုံးပြီးတော့သွားနေတယ်ကျွန်တော်တို့ကငိုပြီးခံစားနေတယ်ကျွန်တော်တို့စီကိုဒီလိုနေတနေရောက်လာမယ် နော်အစ်နီနဲ့တူမယ်လို့ဘာကြောင့်ပြောလဲဆိုရင်ဟလာအစ်နီကြရင်လူတွေကအယမ်းပြောဘာကြောင့်ပြောလဲရမဇန်တလလုံးမနက်ကညနေထိရေမတောက်ရအောင်ကွန်းစားတဲ့လူတွေဆိုရင်ကွန်းအယမ်းစားကျင်တယ်မစားရအောင်လက်ဖက်ရည်တွေမတောက်ရဘူးတနေ့ကုန်ပါဇက်အချောက်နဲ့ဟလာပါဇက်ချောက်ပြီးဒီလိုပဲနေခဲ့ရတယ်အစ်နီမနက်ကြတော့ကျွန်တော်တို့နော်အစ်နီမနက်ကြတော့ရေတစ်ခွက်တောက်လဲအရသာရှိတယ်ကိုကိုပြန်မေးနေတယ်ငါရိုစာနဲ့လားမသိဘူးအိမ်မက်လားမသိဘူး နော်ဟိုအိမ်သွားလဲတယ်လဖိတ်တစ်ခါတောက်လိုက်တယ်အရသာအရန်ရှိတယ်ကုန်းတရားထိလိုက်တယ်အရန်အရသာရှိတယ်ဘာဆဆပျော်နေတယ်ဘယ်ဘာလလုံးပျော်နေတယ်အခုရမ်ဇန်တလလုံးအကယ်လို့လူတယောက်ကရိုးစားမထားရဘူးဆိုရင်အီဒ်နေ့ကသူ့ရဲ့အပျော်ဖြစ်မှာမဟုတ်ဘာပဲစားရစားရသူပြောမယ်အရင်နေ့လည်းငါစားနေတာအရင်နေ့တွေလည်းငါတောက်နေတာပဲဒီနေ့တောက်တာပါထူးဆန်းလေဒီနေ့ကျွန်တော်တို့ဟာလာရမ်ဇန်လလို့ပဲဂုဏတွေရှောင်ပြီးဘဝတစ်ခုလုံးကိုဖြတ်သန်းခဲ့မယ်ဆိုရင် ကျွန်တော်တို့မောက်ရောက်လာတဲ့နေ့ကျရင်ကျွန်တော်တို့အေးဒီနေ့လိုပဲပြောနေမယ်ဘယ်လိုစကမ်းတွေရရောက်ဘယ်လိုအခြေအနေတွေရရောက်ကျွန်တော်တို့မျက်နှာဟာပြုံးလျက်ပဲကျွန်တော်တို့သွားမယ်တနေ့လူတိုင်းလူတိုင်းကတော့အသက်အကြီးဟလာအငယ်မရွေးဘူးပုံစံအနေထားမရွေးဘူးတေးကြတာကတော့ဘယ်လိုအကြောင်းကံနဲ့ဖြစ်အလားစီကိုသွားကိုသွားရမှာဖြစ်တယ်